YouTube ကတော်ညာတွေကိုကိုနေ့တတိုင်းဘလော့လာခဲ့တဲ့ကျွန်တော်မှာလေးဝက်ချက်ရှိပါတယ်။ဟုတ်ပါတယ်တင်ကြားခဲ့တာမှမပါ YouTube ဒီတိုင်းစိတ်ညစ်စရာကောင်းတဲ့ကြော်ညာတွေကိုအရင်ကြည့်နေရတာကတဒုက္ခပါပဲ။ဗီဒီယိုမကြည့်ခင်လည်းကြော်ညာတွေကိုအရင်ကြည့်ရတယ်။ဗီဒီယိုကြည့်နေတော့မှလည်းကောင်းကင်ရောက်ပြီဆိုရင်ကြော်ညာထပ်ဝင်လာတယ်။ကျွန်တော်အနေနဲ့ကတော့အဲ့လိုစိတ်ချိုးစရာကောင်းတဲ့ကြော်ညာတွေကိုဘလော့လာခဲ့တာအခုဆိုရင်တော့ကိုနေ့ကြော်နေပါပြီ။ပြီးတော့လည်း YouTube Premium ကို Subscribe လုပ်ဆရာမလို့ပါဘူး။အဲ့အတွက်ပတ်စပ်တပြားမှလည်းကုန်ဆရာမလို့ပါဘူး။လုံးဝလုံးဝအခမ်းမဲ့ပါ။ YouTube တွင်မဟုတ်ပါဘူး website တွေကိုကြည့်ရင်လည်းကြော်ညာလုံးဝမတက်ပါဘူးဘယ် website ကိုပဲကြည့်ကြည့်ဒီဆောင်းပါးတွေဖတ်တာပဲဖြစ်ဖြစ်ဘာတွေပဲကြည့်ရပဲဖြစ်ဖြစ်ပေါ့နော်တချို့ website တွေတော်တော်များများက website တော်တော်များများကကြော်ညာတွေအများကြီးတက်ပါတယ်ဆိုတော့အဲ့ဒီကြော်ညာတွေကိုလည်းလုံးဝမမြင်အောင်ပလော့ပြီးတော့ဆောင်းပါးကိုအေးအေးဆေးဆေးစိတ်အဆင်ပြေပြေစွာနဲ့ဖတ်လို့ရပါတယ်ဒီနေ့တော့ပေးတဲ့တွေကိုစိတ်ချမ်းသာအောင်လုပ်ပေးပါမယ်ဗျဟုတ်ကဲ့ပါဒီမှာဆိုရင်ကျွန်တော်ဘယ်ဘယ်ချမ်းမှာ Google Chrome browser ကိုဖွင့်လာတယ်။ညာဘယ်ချမ်းမှာဆိုရင် Brave browser ကိုဖွင့်တာ ဒီ browser နှစ်ခုထဲမှာကြော်ညာတက်တဲ့ website တွေကိုဖွင့်ပြီးတော့နိုင်ရှင်ကြည့်မယ်ပြီးတော့ YouTube ကဗီဒီယိုတွေကိုဖွင့်ပြီးတော့နိုင်ရှင်ကြည့်ပါမယ်အရင်ဆုံးကြော်ညာတက်တဲ့ website တွေထဲမှာဆိုရင် Bangkok Post website ကိုဖွင့်ချင်မယ် website ကိုဝင်လိုက်တာနဲ့ home page မှာဆိုရင် အပေါ်ဆုံးမှာကြော်ညာအစပြီးတက်တယ် Chrome မှာဆိုရင်အပေါ်ဆုံးမှာဒီကောင်ကကြော်ညာအစကြော်ညာပြထားတဲ့နေရာပါ brave browser မှာဆိုရင်အဲ့ဒီကြော်ညာအလုံးကမပေါ်လာဘူးအောက်ဆုံးမှာဆိုလဲ cookie banner လေးပေါ်တယ် brave browser မှာဆိုရင် cookie banner မပေါ်ဘူးတော့ chrome နဲ့မှာအောက်ကိုနည်းနည်းဆက်ကြည့်တဲ့အခါတချို့နေရာမှာဆိုရင်ကြော်ညာရှိ sponsor ဆိုပြီးတော့ဒီမှာဆိုရင်ကြော်ညာရှိ sponsor ဆိုပြီးတော့ဒါတော့သူဒီကြော်ညာကတော့သူရဲ့သူသူ menu ထည့်ထားတဲ့ကြော်ညာလေးပေါ့ sponsor အနေနဲ့ပေါ်တဲ့ကြော်ညာလေးမဟုတ်ပဲ ဆိုတော့ဆောင်းပါးတစ်ခုကိုဖွင့်ပြီးတော့စမ်းတော့စမ်းဖွင့်ကြည့်ပါမယ်ဒီဆောင်းပါးကိုအင်းလုံးဖွင့်လိုက်ဖွင့်ပြီးတော့ဆောင်းပါးတွေဖတ်တယ်ဗောဗျာနော်ဖတ်တယ် advertisement နေ sponsor တွေဒီမှာဆိုရင်လဲ blog notification လာဖို့လာပြီးပြောတယ် blog Google Chrome မှာကြော်ညာလေးလုံးဝပိတ်မပေးနိုင်ဘူး advertisement တွေတက်တယ် reality ကတော့အတူ သူ related content တွေကိုပြပေးတာပေါ့နော်ဒါတော့ကြောင်းညာမဟုတ်ဘူးဆက်ပြီးတော့အောက်ကိုဆွဲတယ်ဟောဒီမှာ pop up တခုတက်လာပြန်ပြီကြောင်းညာပဲပိတ်လိုက်ရပြန်ပြီဒါအဲ့လိုမျိုးစာဖတ်နေတဲ့အချိန်မှာပေါ့နော်အဲ့လိုတက်လာစိတ်နောက်ချက်ပြစ်တယ်ဒီပုံမှာအယုံဆက်ရတာပြစ်တယ်ဒီမှာဆိုရင်လည်း sponsor ဆိုပြီးတော့ကြောင်းညာရတက်တယ်ကဒါရတကယ်တကယ်စိတ်နောက်ချက်ပြစ်စေတယ်တော်တော်များများအတွက် okay brief browser ထဲမှာဒီဆောင်းပါးကိုဖွင့်ပြီးတော့ဖတ်ကြည့်တဲ့အခါ ပေါ်ဆုံးကနေစပြီးတော့ကြော်ညာလုံးဝမတက်ပါဘူးဒီဆောင်မမှာပါတဲ့ပါတဲ့ဗီဒီယိုရုပ်ပုံစာအဲ့ဒါပဲပြပေးတခြားဟာရလုံးဝ block ပြတာဒီ brave browser ကတော်တော်ကောင်းတယ်ကျွန် sponsor နဲ့ပတ်သက်တဲ့ကြော်ညာတခုမှမတွေ့ရတော့ဟောဒီမှာဆိုရင် sponsor ကြော်ညာရှိသေးတယ်နောက်ထပ်ဆောင်ပါတစ်ပုဒ်ကိုကျွန်တော်ကြည့်ကြည့်ပါဦး โอเคဟိုဟာတခြား website ကိုတွားကြည့်မယ်ဒီခါဆိုရင် false byte for false byte ဆိုတဲ့ website ကိုဝင်ကြည့်မယ် browser နှစ်ခုလုံးထဲမှာဖွင့်လိုက်ပါပြီ deep brief browser ကကျတော့သူက open source လည်းဖြစ်တယ်အခမဲ့လည်းတုံးလို့ရတယ်မိတိအခချင်းဝင်မှာပေးကြမလို့ပေးကြလို့ရာဆိုလို့ဒီထဲက VPN ကိုသုံးမှပဲပေးကြလို့ရာပေါ့နော်တခြားသုံးမှုအတွက်ကတော့ ာမှပေးစရာမလိုအခုဒီမှာ force byte မှာဆောင်းပါးတစ်ခုကိုကျွန်တော်ဖွင့်ကြည့်အောင်ဒီဆောင်းပါးလေးပေါ့နော် how to start a jam on spotify ဆိုတဲ့ဆောင်းပါးလေးကိုကျွန်တော်တစ်ဆက်နေလိုက်ဒီဘက်မှာလည်းဒီဆောင်းပါးကိုဖွင့်လိုက်အခရုံးနဲ့မှာဆိုရင် အောက်ဆုံးမှာကြော်ညာလေးတက်လာတယ်ဗျဒီမှာလည်းတစ်ခုကြော်ညာဒီကောင်းလေးဆိုလဲဒီ ဒီကောင်လေးဆိုလဲကြော်ညာတယ်အတရားဆုံးမှလဲကြော်ညာကိုဒီ brave browser ထဲမှာဖွင့်ပြီးတော့ဒီဆောင်းပါးကိုပတ်တဲ့အခါအဲ့ဒီကြော်ညာလေးလောမတွေ့ရအောင်အခုကကျွန်တော်ကဒီ website ကို tablet ရွယ်စားလောက်ပဲရှိတဲ့ဒီ USA ကိုခြုံထားလို့ပေါ့နော်ဒီဘယ်ဘဲနဲ့ညာဘက်မှာ cyber တွေမှာကြော်ညာတွေမတွေ့သေးရပါဘူးအခုကျွန်တော်ဒီ Google Chrome ကိုနည်းနည်း zoom ချလိုက် အဲဆိုရင်ဒီ private channel မှာဆိုရင်သူကကြုံညာနေတက်တယ်ကြုံညာနေတက်တဲ့ website ကိုဒါ drone များဖွင့်ကြည့်တယ်တကယ်လုံးဝကြုံညာမတက်ဘူး the badge ကိုတွားကြည့်ပါမယ် the badge the badge website ကလည်းကြုံညာနေတက်တယ်ဒီဒီကောင်ကကျွန်တော် the badge website ကို google chrome နဲ့မှာ ဖွင့်ပြီးတော့ဖတ်တာပါအပေါ်ဆုံးမှာဆိုရင်ကကြုံညာဆက်လာပြီဒါ home page မှာပါ home page မှာကြုံညာတွေဝင်တယ် ဆောင်းပါးလေးကိုဝင်မဖတ်သေးဒီဘက်ဆိုင်ပါမှာလည်းကြောင်ညာလေးဝင်ချင်တယ်ကြောင်ညာလေးအများကြီးပဲ Okay အပေါ်ဆုံးကိုသွားပြီးတော့ဒီဆောင်းပါးကိုဖွင့်လိုက်မယ်ဆောင်းပါးကိုဖွင့်ပြီးဖတ်တယ်ဒီကောင်တော့သူ subscribe လုပ်ဖို့ပိတ်လိုက်အဲဒီကောင်ဆို YouTube Premium ဆိုရင်ဒါကြောင်ညာပဲဒီမှာလည်းကြောင်ညာဒီမှာလည်းကြောင်ညာ ချွန်ညာတွေချွန်ညာတွေအများကြီးပဲတခါတခါလာသေးတယ်ဗီဒီယိုတွေတက်တက်လာပါတော့ဘယ်ညာနေတက်တက်လာအောက်ကနေလည်းတက်လာချွန်ညာရေ Google Ads တွေပေါ့နော်ဟုတ်ပြီဒီဆောင်းမားကို Brave browser ထဲမှာ အချက်ဖွင့်ချင်တယ်လင်းလေးကို paste လုပ်ပြီးတော့ဆောင်းပါမှာပါတဲ့ရုပ်ပုံစာပဲတွေ့ရလိမ့်မယ်တခြားကြော်ညာလုံးဝမတွေ့သေးရ မှာဆိုရင်ဖတ်တယ်ဖတ်တယ်ဘယ်ဘယ်ချမ်းမှာလဲဘယ်ဘယ် site ပါမှာလဲကြောညာလဲလောကမတွေ့ရတော့ blog ပဲတကယ်မိုက်တယ်နော်ဒီကောင်ကလောကကြောညာတွေကို blog ထားဒီတကား YouTube ကို ဖွင့်ကြည့်ပါမယ် Google Chrome ထဲမှာကျွန်တော် YouTube ကိုဖွင့်လိုက်ပါမယ် Brave browser ထဲမှာလည်း YouTube ကိုဖွင့်လိုက်ပါမယ် Google Chrome နဲ့က YouTube ကိုပြန်သွားပြီးတော့ တွေ့တဲ့ဗီဒီယိုလေးတစ်ခုလောက်ကိုကောက်ဖွင့်ကြည့်အောင်ဖေးဗီဒီယိုဖွင့်ရမယ်ဆိုရင်အဲ့ဒီဗီဒီယိုလေးကောက်ဖွင့်ကြည့်အောင်ဟောကျွန်ညာစားပါပြီโอเคဒီဗီဒီယိုကိုဒီဗီဒီယိုရဲ့ဗီဒီယို URL ကို copy ခုပြီးတော့ brief browser ထဲမှာဖွင့်ကြည့်အောင်အဲ့ဗီဒီယိုတက်ပြီးတော့လာလုံးကျွန်ညာကျွန်ညာလုံးက block တာโอเคဒီဗီဒီယိုရဲ့အောက်ကနေနောက်ထပ် ီဒီယိုတစ်ခုထပ်ပြီးတော့စမ်းဖွင့်ကြည့်အောင်ဒီဗီဒီယိုလေးဖွင့်ကြည့်အဲဒီ Brave browser ထဲမှာဖွင့်လိုက်တာ ਨੇ ကြောင်ညာလုံးဝမတက်တော့ဘူးဒီကောင် Chrome ထဲမှာတစ်ချက်ပြန်ဖွင့်ကြည့်အောင်အမတက်သေးဘောနော်အဲ့တော့ဒီ brave browser ထဲမှာပဲကျွန်တော်ကြိုက်တဲ့ video ကိုကျွန်တော်ဖွင့်ခြင်းမယ်ကြော်ညာတက်မယ်လို့ထင်တဲ့ video တွေပေါ့နော်လောကမတက်စရာအောင်အခု powerful track ဒီ video တစ်ချက်ဖွင့်ခြင်းမယ်ကြော်ညာလောကမတက်ဘူး okay be behind behind the magic ဆိုတဲ့ဒီ view လေးတစ်ချက်ဖွင့်ကြည့်အောင်မလေးကြုံညာတယ်မတက်ဘူးတကယ်တကယ် Google Chrome browser မှာကဖွင့်ကြည့်လိုက်ကြုံညာရေလုံးဝတက်တယ်ဒီ video ကမီတီဗီဒီယိုပဲဖွင့်မယ်ကြော်ညာတယ်လုံးဝမတူဒါစိတ်ချမ်းသာစရာကောင်းတယ်တခုခုလေးစားလေးလာစကြနာပဲဖြစ်ပါဖြစ်ဆိုရင်ကြော်ညာကြီးအရင်ကြည့်မနေရတာကတကယ်တခုကောင်းတယ် Chrome browser ထဲမှာတွားပြီးတော့ home page ကိုတွားလိုက်မယ် ားပြီးတော့ဗီဒီယိုတွေဖွင့်ကြည့်မယ်ဒီဗီဒီယိုတစ်ခက်ဖွင့်ကြည့်ရအောင်အဲတော့ဇက်တိုက်ကြည့်ပါများလို့ဘောနော်ကြောင်ညာမတက်သေးတာအဲဒီဗီဒီယိုကြည့်ကြည့်အောင်အဲကျွန်တော်ဒီ Chrome နဲ့မှာဝယ်လဲမထားအောင်ဝယ်လဲမထားပါအောင်ဒါကြည့်ပါများလို့သူကကြောင်ညာမတက်သေးတာကျွန်တော်ဒီ Google browser ထဲမှာ YouTube ကိုဖွင့်ပြီးတော့အချိန်ဘယ်လောက်သုံးလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့သူကကြောင်ညာရေးပါတယ်ပေါ့နော် ဆိုလိုတက်ကကျောင်းများဟို website point ဟို view point လဲကျောင်းများမတက်သေးဘူးဒါကြည့်ပါများတော့ဗောနော်တကယ်ကျွန်တော်ပြောရရင်လိုက် brave browser ဒါသုံးလိုက်ကြိုက်တဲ့ကြိုက်တဲ့ website ကိုဖွင့်ကြိုက်တဲ့ YouTube video ကိုဒါကြည့်လုံးဝကျောင်းများမတက်စေအောင်အားလုံးစိတ်ချမ်းသာစရာကောင်းတယ်ကျွန်တော်ဒီ video လေးကတော့ဒီလောက်ပါပဲအားလေး share လုပ်ပြပါကျေးဇူးတင်ပါတယ်ဗျ